ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာငလင်းကြောင့်ပြိုကျခဲ့တဲ့ဆောက်လက်ဆာမိုးမျောတိုက်ကြီးရဲ့အောက်ခြေနေရာတွေအထိရှာဖွေရေးတွေကိုစတင်လာနိုင်နေပြီလို့တာဝန်ရှိသူတွေကပြောပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကအခုအခါမှာတော့အစိုးရစည်ရင်းစည်ရုံး SAO အဆောက်အအုံရဲ့မြေအောက်ထပ်အလှတစ်ခုလုံးကိုဝင်ရောက်နိုင်လောက်တဲ့အထိရှင်းလင်းမှုတွေလှုပ်ဆောင်ထားနိုင်ပြီလို့ဘန်ကောက်မြို့ပြစီမံအုပ်ချုပ်ရေးဌာန BMA ရဲ့တဘာဝဘေးအန္တရာယ်တာစီကာကွယ်ရေးဌာနကွယ်ညွှန်ကြားရေးမှူးစူရိယာချန်ကဆိုပါတယ်။ မေလ9ရက်နေ့ထိအခြေအနေအရ33ထပ်အဆောက်အအုံအပြက်အစည်းတွေအောက်မှာပြန့်ကျဲနေတဲ့လူခန္ဓာကိုရုပ်ကျွင်းအစနာပေါင်း200ကျော်ကိုဘန်ကောက်ရဲတပ်ဖွဲ့စေယုံရဲမှုကင်းဌာနစီပြေပို့ပြီး DNA ခွဲခြားစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ဆူရီယာချန်ကပြောပြပါတယ်။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံစကိုင်းတိုင်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ဘန်ကောက်မှာဆောက်လုပ်နေစေတိုက်ကြီးပြိုကျခဲ့တာပါ။ကရင်ကားတွေမြေတူးဆက်တွေ စုစုပေါင်းရန်တရာအစီ90လောက်ကိုအသုံးပြုခဲ့တဲ့နောက်အခုအခါမှာတော့အဆောက်အအုံရဲ့ပေ130ပတ်လည်ကျဲဝန်းတဲ့အောက်ခြေစုံအထိကဲဇဲရဲ့အဖွဲ့တွေလက်လန်းမိလာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ကဲဇဲရဲ့အဖွဲ့တွေရဲ့အဓိကရှိမှန်းချက်ကပျောက်ဆုံးနေသူ73ဦးရဲ့ရုပ်အလောင်းအပိုင်းအစာတွေကိုရှာဖွေနိုင်ရေးလို့သိရပါတယ်။စည်ရင်တွေအရငလင်ချောင်း SAO အဆောက်အအုံပြိုကျမှုမှာ လူ88ဦးသေဆုံးကြောင်းအတည်ပြုထားပြီး73ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ကိုအူကတော့ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်ရှင်။